အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာမီပေါ်မှာခြေချာဘူးကဲသမျှတဲမှာအကြီးမားဆုံးဒိုင်နိုဆောဆိုတဲ့ဂုံပုတ်ကိုပိုင်ဆိုင်ဖို့အတွက်ကြိုင်ဆိုင်မှုတွေကတော့ယနေ့အချိန်ထိပြင်းထန်နေသေးပါပဲအချိန်ကာလတွေကြာလာတာနဲ့အများကျွန်တော်တို့ဟာဒီသမိုင်းမတင်မီခေတ်ကသဇဝါကြီးတွေနဲ့ပတ်သက်တဲ့တသက်တေထောက်ထားတွေကိုပို့ပြီးရှာဖွေတွေ့ရှိလာကြပါတယ် ဒီနေရာမှာအပင်စားဒိုင်နိုဆောတွေတင်မကပဲအသားစားဒိုင်နိုဆောတွေကိုပါဆိုလိုချင်တာပါကမ္ဘာအကြီးဆုံးလေပင်ရှိပင်စားဒိုင်နိုဆောဆောရိုပေါ့ဇီးတွေကတကယ်တမ်းဘလောက်ထိကြီးမားခဲ့တာလဲနောက်ပြီးအဲဒီခေတ်ကရက်ဆက်ကြမ်းကြုတ်တဲ့အသားစားတတဝါကြီးတွေရဲ့လက်ချက်နဲ့ဒီကောင်ကြီးတွေကြာဆုံးခဲ့ဖို့သလားစွာကြီးမားတဲ့ဂျိုင်ကန်နိုဒိုဆောရပ်စ်ကြီးဒါမှမဟုတ်ကြီးမားပြီးကြောက်စရာကောင်းတဲ့စပိုင်နိုဆောရပ်စ်ကြီးတွေကရောတိုက်ပွဲမှာ Tyrannosaurus Rex ဖြစ်တဲ့ T-Rex ကိုအနိုင်ယူနိုင်မှာမလားနောက်ပြီး T-Rex တွေဟာကျွန်တော်တို့အရင်ကထင်တာကထက်90ရာခိုင်နှုန်းလောက်ပိုကြီးမားခဲ့တယ်ဆိုတာတကယ်ပဲလားတကယ်၍သင်ဟာဒိုင်နိုဆောတွေကိုချင်းမြတ်နိုးတဲ့သူဆိုရင်တော့ဒီမင်းကုန်းတွေရဲ့အဖြစ်နဲ့တခြားစိတ်ဝင်စားစရာတွေကိုသိရှိဖို့အသင့်ပြင်ထားလိုက်ပါကျွန်တော်တို့အများစုကတော့ Brontosaurus နဲ့ Diplodocus တို့လိုဒိုင်နိုဆောတွေဟာအကြီးဆုံးလို့လေ့လာခဲ့ပူကြမှာဖြစ်ပြီးရာစုနှစ်တစ်ခုကျော်ကြာအောင်လည်းပြတိုက်လာရောက်လေ့လာသူတွေအတွက်တော့သူတို့ဟာဘလူးတပတ်သမျှကြီးမားတဲ့အပင်စားသတ္တဝါကြီးတွေရဲ့ပြရုပ်ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ချိန်မေကုံလာတာနဲ့အမျှဒီလောက်ကြီးမားတဲ့အကောင်ကြီးတွေတောင်မှတကယ်အကြီးဆုံးစည်ရင်းဝင်မှုဆိုတာကိုကျွန်တော်တို့သိလိုက်ရပါတယ်1990ပြည့်လွန်နှစ်တွေကနေ1990ပြည့်လွန်နှစ်တွေအထိကြာမြင့်ခဲ့တဲ့ Great Dinosaur Renaissance Scholar အတွင်းမှာ Dinosaur အယိုးစစ်ပေါင်းများစွာကိုတူးဖော်တွေ့ရှိခဲ့ကြပါတယ်အဲ့ဒီကြောက်ဖြစ်ယိုကျွင်းတွေမှာ Arthrosaurus Sismosaurus နဲ့ Supersaurus ဆိုပြီးနာမည်တွေပေးခဲ့ကြပါတယ်ပြဿနာတစ်ခုကတော့နေမြေကွင်းစင်းလေးလာမှုတွေကနေထွက်လာတဲ့ ဒီကောင်ကြီးတွေကြောင့်ဂျင်ညာချက်တွေဟာတခွဲကန်းထဲမှာရုပ်ကျင်းတွေကိုသိချပြန်လေ့လာတဲ့အခါမှာတော့တည်မြဲမှုမရှိတော့တာပါပဲ။ဝမ်းနည်းစရာကောင်းတာကအဲ့ဒီချိန်တုန်းကတွေ့ရှိခဲ့တဲ့ဒိုင်နိုဆောအယိုးတော်တော်များများဟာပျောက်ဆုံးကုန်တာတွေဒုတိယကမ္ဘာစစ်အတွင်းမှာဖျက်ဆီးခံရတာတွေရှိခဲ့သလိုတချို့ကြတော့လေရုပ်ကျင်းတွေကအလွန်လွန်ဆွေးမြေ့ပျက်စီးသွားပြီးနောက်ထပ်နမူနာရုပ်ကျင်းတွေလည်းထပ်မတွေ့ရတော့ပါဘူး။အပင်စားဒိုင်နိုဆောတွေထဲမှာအကြီးဆုံးပြည့်စုံတဲ့ရုပ်ကျင်းအယိုးစုအဖြစ်ရှာဖွေတွေ့ရှိထားတာကတော့ Brachiosaurus ပဲဖြစ်ပါတယ်။ သူတို့ကအလျား၁၆မီတာကနေ၂၂မီတာထိရှည်လျားပြီးတော့အရင်မြင့်ကတော့၁၃မီတာလောက်ရှိပါလိမ့်မယ်။ဒီဒိုင်နိုဆောကြီးဟာအလေးချိန်တန်90လောက်ထိလေးလံမယ်လို့ခန့်မှန်းရပါတယ်။သူတို့ရဲ့နောက်ခြေထောက်တွေနဲ့ရှင်ရင်ရှေ့ခြေထောက်တွေကပိုရှည်တာကြောင့်ဒီချက်ကပဲ Brachiosaurus တွေကိုသူတို့ရဲ့လယ်ပင်ရှည်ကြီးကိုအသုံးပြုပြီးအမြင်ပိုင်းမှာရှိတဲ့အပင်တွေကိုအလွယ်တကူလမ်းယူစားသောက်နိုင်မှုကူညီပေးပုံရပါတယ်။ ကျောက်ဖြစ်ရုံချင်းပညာရှင်တချို့ကတော့ဒီဒိုင်နိုဆောကြီးတွေဟာအစာစားဖို့အတွက်ရံဖန်ရံခါမှာသူတို့ရဲ့နောက်ချက်တော်နဲ့ချောင်းနေတဲ့မမတ်ရက်လေးရှိတယ်လို့ဆိုပါတယ်။အေယာမဘရာကီယိုဆောရက်စ်ကြီးတွေဟာအလွန်ကြီးမားလွန်းတာကြောင့်သူတို့ကိုရံပြူရဲတဲ့အသားစားတော်ဟာအသိမရှိလောက်ပဲတသန်းအားဖြင့်နှစ်တရာလောက်အထိအသက်ရှိခဲ့မယ်လို့ခန့်မှန်းရပါတယ်။ကျွန်တော်တို့မှာအထောက်ထားရှိတဲ့အကြီးဆုံးအပင်စားတော်ဟာတွေတဲကတစ်ခေါင်ကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်းတရာလောက် Early Cretaceous ကာလတုန်းကတခြားအေယာမ ဆော်ရိုပေါ့ကြီးတွေနဲ့အတူကဘာမြေပေါ်မှာကျင်လည်ကြစားခဲ့ပါတယ်။ဒီအရာမတတော်ဝါကြီးကိုတော့ Protocol Titan Meiran လို့ခေါ်ပြီး Titanosaur လို့လူသိများပါတယ်။ဒီ Dinosaur ရဲ့ရုပ်ကြွင်းတော်တော်များများကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒီအထက်မှာ2.3မီတာအရှည်ရှိတဲ့ပေါင်ရိုးကြီးတစ်ခုလည်းပေါင်ဝင်ပါတယ်။တွေ့ရှိထားတဲ့အစိတ်ပိုင်းတစ်ချို့ကိုဆက်ဆက်ပြီးတော့ American သဘာဝသမိုင်းပြားတိုင်းမှာသူတို့ရဲ့အယိုးစုပုံစံတူကိုပြသထားပါတယ်။ ဒီ Titan တို့ဆောရဲ့အယိုးစုကဘလောက်တောင်ကြီးမားသလဲဆိုရင်သူ့ရဲ့ဦးကောင်းတဲ့လေဘင်းကပြတဲ့ခမ်းမရဲ့အပြင်ဘက်ဇင်းကြံလန်းအထီတောင်ထွက်နေပါတယ် Titan တို့ဆောကြီးဟာအလေးချိန်69 metric ton ပေါင်ချိန်တန်90ကျော်လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်အဲ့ဒါဟာအရွယ်ရောက်ပြီးသားအာဖရိကဆင်ကြီးစေကောင်ထက်တောင်ပိုလေးပါသေးတယ်ဒီသသဝါတွေအပြည့်အဝအရွယ်ရောက်လာတဲ့အခါမှာအရန်ကိုကြီးမားလွန်းတာကြောင့်တိုင်းရဲ့တရိစံတွေအနေနဲ့သူတို့ကိုဖြိုလဲဖို့ဆိုတာအမြန်တန်ခက်ခဲပါလိမ့်မယ် ဒါတကယ်ကိုကြီးမားတယ်ဆိုပေမဲ့ Titanno စောထက်တောင်ပိုကြီးရဲ့နောက်ထပ်အပင်စားတိုင်နိုဆောတကောင်ရှိပါသေးတယ်။ပြောချင်တာကတော့ Argentino Saurus အကြောင်းပါ။တိပ်ပံလောကမှာတော့1993ခုနှစ်ခရဲကသူ့အကြောင်းကိုသိရှိခဲ့ကြပေမဲ့ဒီတော်ဝါကြီးရှိကြောင်းတသက်ထောက်ထားကိုတော့1989ခုနှစ်ခရဲကရှာဖွေတွေ့ရှိခဲ့တာပါ။ချမ်ပါရှင်တယောက်ဟာအရွယ်ရောက်ပြီးလူတယောက်ရဲ့ခန္ဓာကိုအရွယ်စားလောက်ရှိတဲ့ကြီးမားတဲ့ရုပ်ကြီးကြီးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ချမ်ပါရှင်ဟာဒါကို ရှီယောင်ကျောက်ဖြစ်ရုပ်ကျွင်းတစ်ခုမှမသိခဲ့ပဲကျောက်ဖြစ်နေတဲ့သစ်သုံးကြီးတစ်လုံးကိုထင်ခဲ့တာပါတကယ်တမ်းမှာတော့အဲ့ဒါဟာအသက်တွေ့ရှိခဲ့တဲ့ဆော်ရိုပုတ်မျိုးစိတ်ရဲ့ကြိုးရိုးစစ်ကြီးတစ်ခုပဲဖြစ်ပါတယ်တခြားဒိုင်နိုဆောအယိုးရှာဖွေတွေ့ရှိမှုတွေလိုပဲအာဂျန်တီနိုဆောရက်စ်ရဲ့ပြီးပြည့်စုံတဲ့အယိုးစုကိုတော့မတွေ့ရသေးပါဘူးဒါပေမဲ့ရှီယောင်သူတည်တနာပညာရှင်တွေတွေ့ထားသလောက်ထောက်ထားတွေကနေဒီတလဝါကြီးဘလောက်တောင်ကြီးမားသလဲဆိုတာကိုရှင်းရှင်းလင်းလင်းပုံဖော်ပေးနိုင်ပါတယ် အလျာ39မီတာကနေမီတာ40လောက်အထိကြီးထွားနိုင်ပြီးအလေးချိန်ကတော့မက်ထရစ်တန်90နဲ့100ကြားပေါင်ချိန်တန်99တန်ကနေ130လောက်အထိရှိမယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့ခြေလေးချောင်းထောက်လမ်းလျှောက်တဲ့အပင်စားဒိုင်နိုဆောရီတင်ရှိရမှာမဟုတ်ပါဘူး။ Tyrannosaurus rex ထက်မှာက Spinosaurus ထက်တောင်ပိုပြီးကြီးမားတဲ့6000နဲ့6000ထောက်အပင်စားဒိုင်နိုဆောကြီးတွေလည်းရှိပါသေးတယ်။ဆယ်စုနှစ်များစွာကြာအောင်ပါပဲ။ပညာရှင်တွေလက်ထဲမှာရှိခဲ့တဲ့ ဒိုင်နိုချဲရပ်စ်လို့ခေါ်တဲ့အစုံစားသတ္တဝါကြီးနဲ့ပတ်သက်တဲ့ရုပ်ကျွင်းဆိုလို့ရှစ်ပေလောက်ရှိတဲ့လက်မောင်းကြီးနှစ်ဖက်ပဲရှိခဲ့ပါတယ်။အဲ့ဒီလက်မောင်းမှာရှစ်လက်မလောက်ရှိတဲ့အေယာမခြေသေးလက်သေးကြီးတွေပါရှိပြီးဒါဟာခြေနှစ်ချောင်းထောက်ဒိုင်နိုဆောတွေထဲမှာအကြီးဆုံးနဲ့အရှည်ဆုံးလက်မောင်းတွေပဲဖြစ်ပါတယ်။1965ခုနှစ်ဂိုဘီသဲကန်နာရထဲမှာရှာဖွေတွေ့ရှိခဲ့ပြီးနောက်သိပ္ပံပညာရှင်တွေကသူ့ကို Dinocerus marificus လို့နာမည်ပေးခဲ့ပါတယ်။ ဂရိဘာသာစကားအရတော့ကြောက်မက်ဖွယ်လက်သေးကြီးများလို့အဓိပ္ပာယ်ရပါတယ်။ကြောက်ဖြစ်ယုံကျင်းတွေအရဒီဒိုင်နိုဆောကြီးဟာအလျား7မီတာလောက်ရှည်ပြီးအနည်းဆုံး4.5မီတာလောက်မြင့်နေလို့သိရပါတယ်။အရွယ်ရောက်ပြီးအကောင်များစုဟာ6တန်လောက်အထိလေးလံတာကြောင့်အရွယ်စားပိုင်းမှာလည်းသူကရှော့တွက်လို့မရပါဘူး။သူတို့ကဒီလောက်ရှည်တဲ့လမောင်းကြီးတွေနဲ့ခြေသေးလက်သေးတွေကိုဘာအတွက်သုံးလဲဆိုတာသင်တို့သိကျင်နေကြမှာပါ။ပညာရှင်တွေကတော့ဒိုင်နိုချီရက်စ်တွေဟာအပင်တွေကို တူးဆွဖို့ဒါမှမဟုတ်ငါးဖမ်းဖို့အတွက်သူတို့ရဲ့လက်ရှိကြီးတွေကိုတုံးတယ်လို့ဆိုပါတယ်။ဒါရင်မကပဲတန်ဆိုးစွာနဲ့သူ့လမ်းကြောင်းပေါ်ရောက်လာတဲ့ပေတတာဝါငယ်လေးတို့ကိုမဆိုဖမ်းဆီးစားသောင်းနိုင်ရည်လည်းရှိပါတယ်။ဒီထူးခြားတဲ့ဒိုင်နိုဆောကြီးရဲ့တခြားသွေမြင်လက္ခဏာကတော့ကြီးမားထူထဲတဲ့ကြောကုန်းကြီးတစ်ခုပါဝင်လာပါပဲ။ဒီဒိုင်နိုဆောကကြောက်စရာကောင်းပြီးကြီးမားတယ်ဆိုပေမဲ့သူ့ထက်ပိုကြီးရဲ့ခြေနှချောင်းထောက်အပင်စားတတ္တဝါကြီးတွေလည်းရှိပါသေးတယ်။လုံခဲ့တဲ့နှစ်ပေါင်းတန်းတရာခန့် Lake Cretaceous ကာလဝန်းကျင်တစ်ချိန်လေးလောက်မှာပဲအခုလက်ရှိတရုတ်ပြည်ရှန်တုံကျွန်းဆက်နေရာမှာကျဆားခဲ့တဲ့ကြီးမားလာတဲ့ Hadrosaurid မျိုးနွယ်ဒိုင်နိုဆောကြီးတစ်မျိုးရှိခဲ့ပါတယ်။လက်ရှိအချိန်ထိတွေ့ရှိရတဲ့အကြီးဆုံး Ornithischian Dinosaurid တွေကတစ်ခုဖြစ်တာကြောင့်သူ့ရဲ့သိပ္ပံနာမည်ကို Shantongosaurus giganteus Shantong lizard လို့နာမည်ပေးထားပါတယ်။အရွယ်ရောက်ပြီးသား Shantongosaurus တစ်ခေါင်ဟာအလျား16.5မီတာအထိရှည်လျားနိုင်ပြီး အကြီးဆုံးကောင်တွေဆိုရင်16တန်လောက်ထိ၄ချိန်စီးနိုင်ပါတယ်။ဒီသဘောကြီးရဲ့ဥကောင်းဝင်တစ်ခုတည်းတင်သစ်သသမ63မီတာလောက်အရှည်ရှိပါတယ်။တခြားဟိုဒရိုဆော်ရီလိုပဲသူ့မှာသွားမပါတဲ့နှုတ်သီးကြီးတစ်ခုပါရှိပေမဲ့မင်းယူထဲမှာတော့ဝါးစားဖို့အတွက်အသုံးပြုတဲ့သင်းငယ်တဲ့သွားလေးတွေ1500လောက်နဲ့ပြည့်ကျက်နေအောင်ပါရှိပါတယ်။ကြောက်ဖြစ်ရုံချင်းတွေအရဒီဒိုင်နိုဆော်ရဲ့နှာခေါင်းပေါက်နာမှာအပေါက်ကြီးတစ်ခုကိုတွေ့ရပြီး ပညာရှင်တွေကတော့ဒီအပေါက်ကိုအရေပြားနဲ့ဖုံးအောင်ထားနိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီအရေပြားကိုဖောင်းပေါအောင်လုပ်ပြီးအတန်တွေပြုတ်လုံနိုင်တယ်လို့ယူဆရပါတယ်။အကယ်၍များဒီဇိုင်းတို့သောတာအပြည့်အဝကြီးထွားလာပြီဆိုရင်တော့တားရဲတွေသူ့ကိုတိုက်ခိုက်ဖို့ဆိုတာတိတ်ကိုလန်းစရာကောင်းမဲ့အနေထားပါပဲ။ဒါပေမဲ့ဒီပြောခဲ့တဲ့ဒိုင်နိုဆောတွေအားလုံးမှာတူညီတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူတို့အားလုံးဟာတစ်ချိန်ကအသားစားဒိုင်နိုဆောတွေရဲ့အစားအစာမီနူးထဲမှာပါဝင်ခဲ့ဘူးကြတာပါပဲ။ ခုနကကျွန်တော်တို့ပြောခဲ့တဲ့နောက်ဆုံးဒိုင်နိုဆောနှစ်ကောင်ဆိုရင်ထာဘိုဆောရပ်စ်ရဲ့အမဲလိုက်ခြင်းကိုခံခဲ့ရနိုင်ပါတယ်။ကိုဗီသဲကန်နိုင်ရမှာပဲတွေ့ရှိခဲ့ရတဲ့ဒီထာဘိုဆောရပ်စ်ဒိုင်နိုဆောဟာအလျား30မီတာကနေ12မီတာအထိရှည်လျားနိုင်ပြီးအရွယ်ရောက်တဲ့အခါ၄ .5 မက်ထရစ်တန်ပေါင်ချိန်အနေနဲ့9တန်လောက်အထိလေးလံပါတယ်။အဲ့ဒီခေတ်ကတခြားသားစားသားရဲ့တရိတ်ဆန်တွေလိုပဲဒီဒိုင်နိုဆောတွေဟာလေသူဖြိုလွှဲနိုင်သမျှဘယ်အရာကိုမဆိုဖန်ဆီးစားတော့ခဲ့တာပါ။ သူ့မှာထူထဲပြီးရှည်လျားတဲ့ခြေထောက်တွေရှိတာကြောင့်လင်းလင်းမြန်မြန်နဲ့သွားလာလှူရှားနိုင်စွမ်းရှိပါတယ်။ဒီเจ้าမဖွယ်သားရဲကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ သူ့ရဲ့တိတ်တသမာ2မီတာရှည်တဲ့မေယိုကြီးထဲမှာပါဝင်ပြီးထူးခြားတဲ့လောချနိုင်တဲ့စနစ်ပါပဲ။မေယိုထဲမှာတော့8သသမာ3စင်တီမီတာလောက်ရှည်ပြီးဓာတ်တွေလိုထက်မြနေတဲ့ကြီးမားတဲ့သွားချောင်းရင်58ချောင်းကနေ64ချောင်းလောက်ထိပါရှိပါတယ်။ဆိုလိုတာကတော့သူ့ဟာကန်ဆိုးတဲ့သားကောင်ကိုတိုက်ခိုက်လိုက်တဲ့အခါမှာ သူ့ရဲ့မေးရိုးကတားကောင်ရဲ့ကိုပေါ်မှာလောကျသလိုမျိုးပိတ်သွားပြီးဖွက်ပြေးလို့မရအောင်ချုပ်ထားနိုင်တာမျိုးဖြစ်ပါတယ်။ဒီတိုင်းလိုဇောဟာရှီယောင်းအာရှတိုက်ရဲ့ဘရင်တစ်ပါးပဲဖြစ်ပါတယ်။ဒါပေမဲ့မြောက်အမေရိကဘက်မှာတော့ King of the Dinosaurs ဆိုတဲ့ဂုံပုံနဲ့ပို့ပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့အကောင်ကြီးတစ်ကောင်ကိုတွေ့ရရပါတယ်။ Tyrannosaurus Rex T-Rex ဆိုတာကလူတန်းအကြိုက်ဆုံးဒိုင်နိုဆောဖြစ်ပေမဲ့တကယ်တမ်းလူသားတွေသာသူ့နဲ့တွေ့ရရင်တော့ကြောက်စရာအကောင်ဆုံးဘလူးတစ်ပတ်ကြီးဖြစ်နေမှာပါ။ PRS ဟာအလျာ7.3မီတာလောက်ရှိပြီးအလေးချိန်8.8မက်ထရစ်တန်ပေါင်ချိန်9.8တန်လောက်ထိရှိတာကြောင့်အကြီးဆုံးအသားစားဒိုင်နိုဆောရီရဲ့မှာထိတ်ဆုံးကပါဝင်နေတာသိကြပါတယ်။သူတို့ရဲ့အရွယ်စားနဲ့ရှိရင်သူတို့ဟာအကောင်ကြီးသလောက်တော်တော်လေးမြန်ပါတယ်။သိပ္ပံမြန်ရှင်တချို့ကတော့ Tyrant Lizard King လို့တင်စားခေါ်ဝေါ်ကြတဲ့ T-Rex တွေဟာတနအီကိုကီလိုမီတာ20ကနေ32ကီလိုမီတာလောက်ထိအရှိန်တင်ပြေးနိုင်တယ်လို့ဆိုကြပါတယ်။ အကယ်၍များတသောဝတကောင်ဟာတီရက်စ်လက်ကလွမြောက်အောင်ပြေးဖို့မလုံလောက်ခဲ့ဘူးဆိုရင်တော့ငါပြောသည့်ရွယ်စားလောက်ရှိတဲ့သွားချောင်းကြီး90ကနေ60လောက်ပါဝင်တဲ့တက်တသမ2မီတာလောက်ရှိတဲ့မေယိုကြီးနဲ့ရင်ဆိုင်ရတော့မှာပါအဲ့ဒီမေယိုရဲ့ကြိုက်အားကပေါင်ချိန်1814လောက်ထိရှိပါတယ်မကြသေးခင်ကသိပ္ပံပညာရှင်တွေပြုလုပ်ခဲ့တဲ့လေးလာမှုတစ်ခုအရဒီတိုင်းလိုသောဟာကျွန်တော်တို့ကြောဖြစ်ယူခြင်းနဲ့မှာမြင်နေရတာထက် ခုနှစ်ဆယ်ရာခိုင်နှုန်းတော့ပိုပြီးကြီးမားနိုင်တယ်လို့ကောက်ချက်ချထားကြပါတယ်။ဆိုလိုတာကအကြီးဆုံး T-Rex တကောင်ဟာ15မက်ထရစ်တန်ပေါင်ချင်အနေနဲ့16.5တန်လောက်ထိလေးလံနိုင်ပြီးဒါဟာပြင်းပြဘတ်စကားတစ်စီးထက်တောင်ပိုလေးရွာသေးတယ်။ T-Rex ဟာအမြင့်ဆုံးအဆင့်သားရဲတရိတ်ဆန်ဖြစ်ခဲ့ပြီးယုံကြည်နိုင်လို့ဆရာမရှိအောင် ပြင်းထန်တဲ့ကြိုက်အားနဲ့30စင်တီမီတာရှိတဲ့သွားတွေကိုအသုံးပြုပြီးဘလို့တသောဝါကိုမဆိုးဖြိုလဲနိုင်စွမ်းရှိပါတယ်။ T-Rex ကကြားရတာနဲ့တင်တော်တော်လေးကြီးမားပြီးအထင်ကြီးစရာကောင်းနေပြီဆိုပေမဲ့သူဟာအကြီးဆုံးအသားစားဒိုင်နိုဆောတော့မဟုတ်ပါဘူးအခုဆက်ပြောမယ်ကြီးမားတဲ့အသားစားဒိုင်နိုဆောရဲ့အယိုးစုကမပြည့်စုံသေးပေမဲ့သူဘလောက်ကြီးရဲ့ဆိုတာကိုကျွန်တော်တို့မှန်းဆကြည့်လို့ရပါတယ် Gigantosaurus ဟာအရင်မြင့်6မီတာနဲ့အလျား73.9မီတာလောက်ရှိမယ်လို့ယူဆရပါတယ်ဒါပေမဲ့ပညာရှင်တွေကတော့ Gigantosaurus ရဲ့ဥကောင်းကွန်ဟာ T-Rex နဲ့အရွယ်စားအတူတူလောက်ပဲဖြစ်ပြီး ကြိုက်အားကတော့ T-Rex လောက်မပြင်းဘူးလို့ညင်းခုန်ကြပါတယ်။ဒါပေမဲ့ Gigantosaurus တွေရဲ့မေးရိုးတွေကပုံမြန်မြန်ပိတ်နိုင်ဖွင့်နိုင်ပြီးသူတို့ကတားကောင်ကိုလှင်မြန်ပြင်းထန်တဲ့ကြိုက်ချက်တွေနဲ့ဖြိုလဲလေးရှိပါတယ်။ T-Rex ရဲ့ကြိုက်ချက်ကကြတော့အလွန်ပြင်းထန်လွန်းလာကြောင့်တားကောင်ရဲ့အယိုးတွေကိုပါကျေမော့သွားဝါးနိုင်တဲ့ပုံစံမှာ Gigantosaurus မှာ T-Rex သက်သားရဲ့အားသာချက်တစ်ခုရှိပါတယ်။သူ့ရဲ့ကြီးမားတန်ဆွမ်းတဲ့ခြေသုံးကျွတ်သားတွေကြောင့် တနအီကိုကီလိုမီတာ90နှုန်းလောက်အထိပြေးနိုင်ပါတယ်။ဒီဒိုင်နိုဆောက T-Rex ထက်ကြီးနိုင်ပေမဲ့တကယ်လို့များသူတို့နှစ်ကောင်တိုက်ပွဲဖြစ်ခဲ့မယ်ဆိုရင်ဂျန်ဂန်နိုတိုဆောရက်စ်အနေနဲ့ထိတိုက်တွေ့တာအထက်ပြေးတာကပိုကောင်းမဲ့ပုံပါပဲ။ဒါပေမဲ့ဒီထက်မလျှော့ပဲပိုလို့တောင်ကြောက်စရာကောင်းတဲ့ဒိုင်နိုဆောတောင်ကြမ်းပါသေးတယ်။တနအီလား Spinosaurus ကို1912ခုနှစ်တုန်းကအီဂျစ်နိုင်ငံမှာရှိတဲ့ဂျာမန်လူမျိုးပညာရှင် Armstrong ကပထမဆုံးရှာဖွေတွေ့ရှိခဲ့တာပါ။ ကန်ဆိုးစွာနဲ့ပဲမူလကြောက်ဖြစ်ရုံကျင်းတွေဟာဒုတိယကမ္ဘာစစ်အတွင်းမှာပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီရုံကျင်းတွေရဲ့မှတ်စုနဲ့ရေးဆွဲထားတဲ့ပုံတွေကတော့အသေးစိတ်ကြတာကြောင့်ပညာရှင်တွေအနေနဲ့သူ့ရဲ့ပုံစံဘယ်လိုရှိလဲဆိုတာကိုစဉ်းစားလို့ရခဲ့ပါတယ်။ Spinosaurus မှာမိချောင်းတစ်ကောင်လိုမျိုးမျိုးကရော့ပုံတံသွားရည်နဲ့ချောကြီးကြီးနိုင်တဲ့သားကောင်တွေကိုဖမ်းဖို့အတွက်ကြီးမာပြီးကောက်ချိတ်လို့ရတဲ့လက်သေးကြီးတွေပါဝင်ပါတယ်။သူတို့က25ပေလောက်ရှိတဲ့လွှတ်သွားပုံစံငါးတွေ အေယာမလန်ဖစ်ကြီးတွေကို ဖန်ဆီးစားတော့လေးရှိပါတယ်။ဒါကလည်းဖြစ်သင့်ပါတယ်။ဘာလို့လဲဆိုတော့ Late Cretaceous ကာလတုန်းကအီဂျစ်ပြည်ဆိုတာငမန်းတွေအေယာမငါးကြီးတွေကျက်စားရလမူတော်မြစ်တွေပြည့်နှက်နေတဲ့ Tropical Oasis ဒေသတစ်ခုဖြစ်ခဲ့လို့ပါပဲ။နောက်ပိုင်းမှာတော့ Morocco ဆာဟာရာတိုင်းကနေရာထဲမှာပညာရှင်တွေက Spinosaurus ရဲ့ပြီးပြည့်စုံလို့နှီးပါရှိတဲ့အမီးရုပ်ကြွင်းကိုတွေ့ရှိခဲ့ပါတယ်။ ကျောကုန်းပေါ်မှာအေယာမရွက်ပြားကြီးပါဝင်တဲ့ဒီတိုင်းလိုဆိုဟာ6.5မီတာလောက်မြင့်ပြီးသူ့ရဲ့ဥကောင်းကုန်တစ်ခုတည်းတင်1.85မီတာရှိပါတယ်။ Spinosaurus တွေဟာ16မီတာကနေ18မီတာအထိကြီးထွားနိုင်ပြီးအလေးချိန်အားဖြင့်10,000ကနေ2,000ကီလိုဂရမ်ပေါင်ချိန်အနေနဲ့73တန်ကနေ22တန်အထိလေးလံပါတယ်။ဒီတိုင်းလိုဆိုကရေထဲမှာနေဖို့ပိုအဆင်ပြေအောင် ဖွဲ့စည်းထားတယ်ဆိုပေမဲ့သူကကုန်းရည်နှမျိုးနဲ့ hybrid မျိုးဖြစ်ပြီး လိုအပ်ရင်ဂုံးပေါ်မှာလည်းအမဲလိုက်နိုင်ပါတယ်အကယ်၍သူသာဂျာဂန်နိုတိုဆောရပ်စ်နဲ့ထိတိုက်တွေ့ရင်တော့သူကပဲနိုင်သွားနိုင်ခြင်းရှိပါတယ်ဒါပေမဲ့ထီရပ်စ်နဲ့ရှင်လိုက်မယ်ဆိုရင်တော့30စင်တီမီတာအရှည်ရှိတဲ့သွားကြီးတွေနဲ့ကြောက်စရာကောင်းတဲ့ကပ်အားကိုပိုင်ဆိုင်ထားတဲ့ထီရပ်စ်ကစပိုင်နိုဆောရပ်စ်ကိုတော်တော်လေးဒုက္ခပေးနိုင်မယ်အနေထားရှိပါတယ်အခုဆိုရင်သင်တို့အနေနဲ့ယုံနိုင်စရာမရှိတော့အောင်ထူးခြားတဲ့ဒိုင်နိုဆောကြီးတွေအကြောင်းကိုမြင်တွေ့ကြားသိခဲ့ရပြီဆိုတော့ ဘယ်ဒိုင်နိုဆောပေါ်အကြိုက်ဆုံးလဲဆိုတာအောက်ကကုမတ်မှာရေးပေးသွားခဲ့ပါအောင်ဒီနေ့ပြတော့တော့တော့ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးရနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ဘူးသုဒအကြောင်းအရာတွေကိုထပ်ပြီးသိကျင်နေတယ်လဲဆိုတာကိုအောက်ကကွန်မန့်လေးမှာရေးပေးခဲ့ပါအောင်